မတို့ part 1နဲ့ part 2မှာ အချိန်ပြောတဲ့ပုံစံတွေနဲ့နေ့စဉ်မှာလုပ်လို့ရှိတဲ့ daily activities vocabulary တွေကို လေ့လာခဲ့ပြီးပါပြီ။အခုဒီ lesson မှာဘယ်အချိန်မှာဘာတွေလုပ်လို့ရှိလဲဆိုတာကို ပြောတဲ့ပုံစံလေးတွေကိုလေ့လာသွားပါမယ်။နေ့စဉ်မှာလုပ်လို့ရှိတဲ့ယာရီကိုပြောတဲ့အခါမှာ present simple tense ကို သုံးပါတယ်။ present simple tense ရဲ့ formula က subject plus verb 1ပြုလုပ်တဲ့လူသို့မဟုတ်ဒီ subject က i ဆိုလို့ရှိရင်နောက်က base verb လိုက်ပေးရပါတယ်ဥပမာ eat okay i eat subject က you we they ဆိုလို့ရှိရင်လည်း base verb ပဲလိုက်ပါတယ်အဲဒီတော့ you eat we eat they eat okay ဲ့တော့ i u v they ဆိုလို့ရှိရင် base verb လိုက်ပါတယ် okay subject က he she it ဆိုလို့ရှိရင်ဒီ base verb တွေရဲ့အနောက်မှာအဲ s သို့မဟုတ် es ထည့်ပေးရပါတယ် okay လိုမျိုးအဲ s သို့မဟုတ် es ထည့်ပေးပြီးတော့ third person singular verb ကြောင်းပေးရပါတယ် he eats she eats it eats ေခဏနေလို့ရှိရင်ဒီ third person singular verb ပြောင်းတဲ့ rule တွေကိုကြည့်ကြပါမယ်โอเคဥပမာ I eat lunch at noon ကျမကနေ့လယ်စာကိုမွန်းတဲ့ချိန်မှာစားလေးရှိပါတယ် I eat lunch at noon ဒီလိုအချိန်တွေကိုပြောတဲ့အခါမှာအချိန်ရဲ့ရှေ့မှာ at ပေါ့နော် preposition at ထည့်ပေးရပါတယ်။ Okay at noon I eat lunch at noon. She eats lunch at 1 p.m. tomorrow lunch nila ကိုနေ့လယ်တနာရီမှာစားလေရှိပါတယ်. She eats lunch at 1 p.m. at 1 p.m. okay you get up at 7 o'clock မင်းက9နာရီမှာအိပ်ရာထလင်းရှိတယ် you get up at 7 o'clock at 7 o'clock he gets up at 6 a.m. သူကမနက်6နာရီမှာအရာထားလေးရှိတယ်6 am ဆိုတာဒါမနက်6နာရီ right at 6 am he gets up at 6 am they start work at 8:30သူက7နာရီခွဲမှာအဲအလုပ်စလေးရှိတယ် okay they start work at 8:30 at 8:30 she starts work at 10 o'clock သူမက7နာရီမှာအလုပ်စလေးရှိတယ် She starts work at 10 o'clock. We leave work at 5 p.m. Tomorrow, we leave work at 5 p.m. Heather leaves work at 7.30 p.m. Heather ga nya khwe ma ga Heather leaves work at 7.30 p.m. verb အများစုအတွက် he she it ဆိုလို့ရှိရင် s ထည့်ပေးရတယ် right leaves eats sleeps sh ch ss o x z နဲ့စုံးတဲ့ verb တွေဆိုလို့ရှိရင် နောက်မှာ es ထည့်ပေါင်းပေးရပါတယ်ဥပမာ finish ဆိုလို့ရှိရင် sh နဲ့စုံးတယ်ဒါကြောင့် finishes watch ဆိုလို့ရှိရင် ch နဲ့ဆုံးတယ်ဒါကြောင့် watches go ဆိုလို့ရှိရင်အဲ o နဲ့ဆုံးတယ်ဒါကြောင့် goes okay စသဖြင့်ဒီလိုမျိုးဆုံးတဲ့ verb တွေဆိုလို့ရှိရင်နောက်မှာ es ထည့်ပေါင်းပြီးတော့ third person singular ပြောင်းပေးရပါတယ်နောက်ဆုံးမှာ consonant plus y နဲ့ဆုံးတဲ့ verb တွေဆိုလို့ရှိရင် y ကိုဖြုတ်ပြီးတော့ i e s ထည့်ပေါင်းပေးရပါတယ်โอเคဥပမာ study โอเค study ဆိုလို့ရှိရင်နောက်ဆုံးနှလုံးကိုကြည့်မယ်ဆိုရင် d y โอเค d က consonant ဖြစ်တယ်နောက်က y နဲ့ဆုံးတဲ့အတွက်ကြောင့် y ကိုဖြုတ်ပြီးတော့ i e s ထည့်ပေါင်းပေးရပါတယ်โอเคအဲ့ဒီတော့ studies studies โอเคဒီလိုဖြစ်သွားတာပေါ့နော် verb တွေရဲ့နောက်မှာ s e s or i e s okay ဒီလိုထည့်တဲ့အခါမှာသူတို့ရဲ့နောက်ကထွက်တယ်ပေါ့နော်ဒီ pronunciation ကွာခြားတဲ့ပုံစံလေးတွေဒီ pronunciation rule လေးတွေကိုကြည့်ရအောင်နော်ကျမတို့ unit 3မှာ နောင်းတွေကိုဟိုအများပြောင်းတဲ့အခါ plural ပြောင်းတဲ့အခါမှာ s e s i e s ထည့်ပေါင်းတဲ့အခါမှာ pronunciation နောက်ဆုံးမှာပြောင်းသွားသလိုမျိုးပဲဒီ verb မှာလည်းဒါ apply ဖြစ်ပါတယ်ဒီ rule က okay မှာ voiceless ပေါ့နော်အတုံခါမှုမရှိတဲ့အတန်နဲ့ဆုံးနဲ့ verb တွေဆိုလို့ရှိရင် s ထည့်ပေါင်းတဲ့အခါမှာ okay s တန်နဲ့ပဲထွက်ပါတယ်ဥပမာ eat eat ဆိုလို့ရှိရင်အတန်ကတုံခါမှုမရှိဘူး right voiceless ဒါကြောင့် eats eats eat တယ် sleep ဆိုလို့ရှိရင်လည်းဒီလိုပါပဲ sleep တုံခါမှုမရှိဘူး right ဒါကြောင့် sleeps sleeps starts starts okay အတူတူလိုက်ပြောကြည့်နော် eats sleeps starts ုံခါမှုရှိတဲ့ voice အတန်တွေနဲ့ဆုံးတဲ့ verb တွေဆိုလို့ရှိရင်နောက်မှာ s ထည့်လိုက်တဲ့အခါမှာ z z z တန်လေးနဲ့ဆုံးပါတယ်။ Okay ဥပမာ leave mm. Okay တုံခါမှုရှိတယ် leave ဒါကြောင့် leaves leaves Okay ဒီလိုအတန်ထွက်ပါတယ်။နောက်က z အတန်လေးနဲ့ leaves go ဆိုရင်လည်းဒီလိုပါပဲ go go တုံ့ခါမှုရှိတယ်ဒါကြောင့် goes goes အတူတူလိုက်ပြောကြည့်ပါဦး leaves goes z တိုင်းနဲ့အရင်ဖိပြီးတော့လဲပြောစရာမလိုပါဘူး okay leaves goes အဲ့လိုမျိုးကြီးလဲပြောစရာမလိုပါဘူး okay ဒါပေမဲ့ကိုတိထားဖို့က z အတန်လေးနဲ့ဆုံးပါတယ် okay ဘာဖြစ်လို့လဲဆိုတော့ s တန်နဲ့ ဆုံးတဲ့အခါမှာအရင်ဖြီးပြီးတော့ပြောရတယ်အင်းကြလို့ရှိရင်အဲစကားပြောတဲ့အခါမှာ pronunciation ကမပြီးဘူးဖြစ်တတ်တယ် okay ဥပမာ leaves right အစတိုင်းနဲ့ဆို leaves 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 okay ကြွားချမှုရှိပါတယ်ဇိတန်ပို့ပြီးတော့ဖော့ပြီးတော့ပြောရပါတယ် okay leaves goes es နဲ့ဆုံးတဲ့ verb တွေဆိုလို့ရှိရင်အနောက်မှာ is is Okay, ဒီလို pronunciation နဲ့ထည့်ပေါင်းပေးရပါတယ်။ဥပမာ watches watches finishes finishes washes washes ဒူဒူလိုက်ပြောကြည့်နော်။ watches watches finishes finishes washes washes နေတိုင်းမနက်တိုင်းနေ့လယ်တိုင်းညနေတိုင်းညတိုင်းဒီလိုပြောကျင်တဲ့အခါမှာ every နဲ့ထည့်ပြောလို့ရပါတယ်ဥပမာ every day နေတိုင်း every morning မနက်တိုင်း every afternoon နေ့လယ်တိုင်း every evening ညနေတိုင်း every night ညတိုင်းခေစသဖြင့်ဒီလိုမျိုး every နဲ့ထည့်ပြီးတော့ပြောလို့ရပါတယ် ဥပမာကျမကနေတိုင်းနေ့လယ်တနာရီမှာထမင်းစားလေးရှိတယ်နေ့လယ်စားစားလေးရှိတယ်ဆိုလို့ရှိရင် I eat lunch at 1 p.m. every day I eat lunch at 1 p.m. every day okay ဒီလိုထည့်ပြောလို့ရပါတယ် John gets up at 6 o'clock every morning John gets up at 6 o'clock every morning. John ကမနက်တိုင်း6နာရီမှထလေးရှိတယ်။ John gets up at 6 o'clock every morning. My parents watch TV every night. ကျမရဲ့မိဘတွေကညတိုင်း TV ကြည့်လေးရှိတယ်။ Okay. My parents watch TV every night. My parents watch TV every night. ီလိုမျိုး every day every morning every night okay စသဖြင့်နောက်ဆုံးမှာထည့်ပြီးတော့ပြောလို့ရပါတယ်မနက်ပိုင်းမှာနေ့လယ်ပိုင်းမှာညနေပိုင်းမှာလို့ပြောချင်ရင် in the morning in the afternoon in the evening ကိစသဖြင့်ဒီလိုပြောလို့ရပါတယ်။ဥပမာကျမကမနက်တိုင်းရေချိုးလေးရှိတယ်ရေပန်းနဲ့ရေချိုးလေးရှိတယ်ဆိုလို့ရှိရင် I take a shower in the morning I take a shower in the morning. Sarah studies in the afternoon. Sarah ga nile bai sa chat le sa lou le Okay? Sarah studies in the afternoon. Sarah studies in the afternoon. Tomorrow wa nyane 9 nai ma alou pi we finish work at 5 o'clock in the evening. We finish work at 5 o'clock in the evening. ညပိုင်းဆိုလို့ရှိရင်တော့ at night okay at နဲ့ပဲပြောလို့ရှိပါတယ်ဥပမာ i walk the dog at night okay ကျမကညပိုင်းမှာခွေးကြောင်လို့ရှိတယ် okay i walk the dog at night i walk the dog at night listening practice 5d ကိုကြည့်ကြမယ်ဒီမှာက julie ရဲ့ daily activities ကိုနားထောင်ပြီးတော့ true or false ဖြည့်ပြရပါမယ် okay true လား false wine လားဆိုတာကို wind ပေးရပါမယ် okay u ji အရှင်းသွားအောင်လို့ဥမာလေးကိုကြည့်ကြမယ် all right na ready one two three i start work at 4 a. m i start work at 4 a. m okay ဒါဆို true လား false လား false right thalen ဒီမှာကဘာရေးထားလဲဆိုတော့ she starts work at 4 p. m right? Julia Bioraga, I start work at 4 a.m. right? အဲ့ဒီတော့ for school why wine ပြရပါမယ်။ Okay. ဒီချာနားထောင်ပြီးတော့ nah number 1 to Go true or false wine ပြပါ။ Okay. All right, you ready? One, two, three. I start work at 4 a.m. but I finish work at noon. I go home and have lunch at 1 p.m. I take a bath and watch TV every afternoon. I buy groceries and cook in the evening. I eat dinner at 6:30. I go to bed at 8:30 p.m. All right, now to no? I start work at 4 a.m., but I finish work at noon. I go home and have lunch at 1 p.m i take a bath and watch TV every afternoon. I buy groceries and cook in the evening. I eat dinner at 6:30. I go to bed at 8:30 p.m. Okay, doing, right? I start work at 4 a.m. but I finish work at noon. Okay, number 1 ga is... True, she finishes work at 12 p.m. Noon at 12 p.m. Nega do do right? Nile sananai Mondega 12 p.m. Noon. Okay. All right. I go home and have lunch at 1 p.m. Ada number two ga true. She eats lunch at 1 p.m. I take a bath and watch TV every afternoon. Number 3ကအဲ့ဒီတော့ false. She watches TV at noon, right? Noon ဆိုတော့ဒါ7:00နာရီနေ့လယ်7:00နာရီ right? ဒီမှာ Julia ပြောတာကအာ uh, I take a bath and watch TV every afternoon. နေ့လယ်ပိုင်းနေမှာ noon မှာမဟုတ်ဘူး. Okay? I buy groceries and cook in the evening. 이다 number four, 4가 true. She cooks in the evening. I eat dinner at 6:30. 이다 number five, 5가 false. She eats dinner at eight thirty. 8:30가 false, right? I go to bed at 8:30 p.m. 이다 number six, 6가 True, she goes to bed at 8:30 p.m.